ဗုဒ္ဓနဲ့မွေးစုအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းစစ်တွေစတင်နိုင်တယ်အပြောင်းအရွှေ့ပြောင်းလဲရှိမယ်အကြံစစ်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရှိမန်းချက်စစ်နဲ့ဘဝတိုးတက်မှုတွေကိုဖဏိနိုင်တယ်။၂၀နှစ်နေမှာအလုပ်စိတ်ရှိမန်းချက်စစ်တွေအောင်မြင်မယ်။၂၃နှစ်နေမှာရန်တိုက်ခံနေတဲ့ ထိတ်တိုက်တွေ့တတ်တယ်အဲ့ဒီမှာအသွာလာကြည့်ဆိုင်ရမယ်အဓိကအရှိတောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွာလာကြည့်ဆိုင်ရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံကောင်းခြင်းတွေရှိ25ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့အစ်မြင့်သောဘဝကိုရရှိနိုင်ခြင်းချုံမယ်26ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်ရန်နေနဲ့ထိတ်တိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းမြေမယ်အရာရာဆင်ပြေမယ် အမျိုးသမီးမိတ်ဆွေဒုထာမှကူညီရလိမ့်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတာတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့တော့အရှိရကူတည်သွားစရာတွေရှိတတ်တယ်မနေ့9ရက်နေ့ကနေ9ရက်တွင်သတိထား30ရက်နေ့မှာစိတ်နှောင့်ချက်တွေများမယ်အထက်ခံတွေများမယ်ဒနာသိတိလက်ခံတဲ့စမ်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်ပတ်စံကြွေစိတ်တစေကိုမွေးနှံသာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ30ရက်နေ့ကတော့ထူးခြားတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်ဥတီချက်စစ်တွေနဲ့လောကန်ဆင်ပြေခြင်းတွေကိုကြုံမယ် တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့ဝေစုတွေကောင်းကျိုးပေးတယ်တနင်္လာနေ့စနေဝေစုတွေဒုက္ခပေးတတ်တယ်ပြစ်ချောက်ကိုကနေ့ညှိုးပေးတဲ့အဝါရောက်အပြာရောက်နှုတ်ညောင်တွေသုံးပြီးလိုရှိတဲ့ကိစ္စတွေဆောင်ရွက်နိုင်ပါတယ်အောက်တိုဘာ20နေ့23 24 25 26အဲ့ရက်တည်းကကောင်းစိတ်မင်္ဂလာရက်ကောင်းရက်မြန်များဖြစ်ပါတယ်20ရာရက်ကိုရွေးချယ်ပြီးကောင်းစိတ်မင်္ဂလာပြုခြင်းဖြင့်အခြေခဲဖြစ်ရောက်ခြင်းညံကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်ကောင်းသောကံကြမ္မာများရစေရန်တို့ငှာ အဝါရောင်ပန်းပွင့်တို့ဖျောက်ကလူပူဇော်ပြီးလောရာဆူတောင်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတောအတွင်းမှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်ရောင်းမဝင်မှဖြစ်တတ်တယ်အလို့တကြီးဝယ်ယူခြင်းမဖြစ်ရဘူးအရင်းအမြစ်များတဲ့လုပ်ငန်းတွေစတင်ခြင်းမပြုရဘူးလွတ်တဲ့စာလုပ်ငန်းရတဲ့ကိုထိန်းချုပ်ပြီးလုပ်ရမယ် ဝေဖန်သူများနောက်ဆက်သူများသတိရှိရမယ်နှစ်ရက်နေရရန်တိုက်ခံနေများတဲ့နေ့ဖြစ်တဲ့23ရက်နေ့မှာရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်24ရက်နေ့မှာဝေကြီးကံတုံလန်းကံဘဝကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာဝေကြီးကံကောင်းမယ်ခရီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲတွေကြုံမယ်29ရက်နေ့မှာဥတီချက်စစ်နဲ့လောက်ကင်ကျရဲ့နှစ်သာရ ကောင်းကျိုးရရှိမယ်။28ရက်နေ့မှာစိတ်ကူးစစ်တွေလောက်ကန်တဲ့နေ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။29ရက်နေ့မှာအထူးကောင်းသောနေသားနဲ့တွေ့တဲ့တက္ကန်တွေပေါ်မယ်။30ရက်နေ့မှာရှင်ပြတ်မှုမှမြအောင်မြင်ပြီးတော့တက်လန်းရရှိမယ်။31ရက်နေ့သူတစ်ပါးကြောင့်ကိုယ်ရည်ပဲချက်တွေနှောင့်နှင်းချင်းချုပ်နိုင်ပါတယ်။ဒီကဏ္ဍအတော်တွင်မှာအောက်တိုဘာ20 23 24 25 26အဲဒီရက်တွေအားလုံးဟာကောင်းစီကောင်းရှုပ်ပြုရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တဲ့ အဲ့ဒီနေ့တွေမှာကောင်းစီကောင်းရှုံပြုရဲ့အကြီးကဲဖြစ်တဲ့အရာရာစင်ပြေတဲ့လူ့သမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ်တတိပေးကျင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သတိထားရမယ်26ရက်နေ့မှာအရှိရက်ကိုဒီသွားစရာနေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားရမယ်30ရက်နေ့ကတော့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ် အဲ့ဒီနေ့မှာပိုက်ဆံငွေကြေးတို့အဟောင်းစုပ်တွေကိုကတ်ပြီးတော့တေချာပြန်ပြီးတော့စနစ်တကျသိမ်းဆည်းလိုက်ပါထူးခြားတဲ့ကံကြမ္မာလေးတွေပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါလေဒီကာလအတော်အတွင်းမှာဇာသပတိနေဗုဒ္ဓနေတနည်းလာနေမွေးသူတွေကောက်ကြိုးပေးတယ်တနည်းငယ်တွေနေအင်္ဂါနေမွေးသူများဒုက္ခပေးတတ်တယ်အဖြူစိမ့်ပြီးကိုရောင်တော့ကိုတုံးရွယ်အလိုရှိရာကိစ္စများဆောင်ရွက်ပါတင်ငါကိုကနန်းနေအကျိုးပေးပါလေ ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်နေရင်နီးပါးမှာရှိတဲ့သက်ရွယ်ကြီးရင်သူတို့ကိုအဟာရစေဝါများလှူဒါန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်ရှင်းပန်းချက်စစ်တွေကိုလည်းတွေ့ကောင်းတဲ့ဖွင့်နိုင်တယ်မူလစီစဉ်ထားခြင်းမရှိဘဲရုပ်ရက်ပေါ်ပေါက်လာတဲ့အခြေအနေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးပဲကြိုးပမ်းမယ် ရောင်းမဝယ်မှဖြစ်တတ်တဲ့ငွေချီပစ္စည်းချင်းကားရဲ့စုံသွားတတ်တဲ့အမေဘွားတို့ကျမရဲ့ချူကြမယ်ကိုတိုင်တွင်၎င်းမိသားစုတွင်ကခီးကိစ္စဆင်ပြေမယ်ပြည်တွင်းသမဂ္ဂပြည်ပခီးတွေသည်စီစဉ်အောင်မြင်နိုင်ခြင်းရှိမယ်22ရက်နေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းတွေရှိမယ်23ရက်နေ့မှာငွေချေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမယ်24ရက်နေ့မှာဥတီချက်တဲ့လောက်ကခြင်းတွေရဲ့ကောင်းသောအကျိုးပေးမှုတွေရှိမယ်ရန်နဲ့ထိတ်တိုက်တွေ့မယ် 25ရက်နေ့မှာပေါ်လာတဲ့ခွင့်ရေးတွေကိုလက်တွေ့သုံးချပြီးအစီအပြေချင်းနဲ့တိုးတက်ချင်းရှိမယ်26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရချင်းရှိမယ်29ရက်နေ့မှာအရာရာအစီအပြေချင်းတိုးတက်ချင်းလိုရာပြည့်စုံချင်းတွေရှိမယ်28ရက်နေ့မှာငွေကြေးကံတော်ကံကတက်လန်းပေါ်မယ်စီးပွားကံတိုးတက်မှုရှိမယ်အလုပ်ဖို့တွေကြုံမယ်29ရက်နေ့မှာစိတ်ရှုပ်ထွေးစရာနဲ့အထင်မှားစရာတွေဖြစ်ရှင်းရမယ်30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်30ရက်နေ့မှာခီးကံလုပ်ငန်းကံဘဝကံတိုးတက်ခြင်းတွေရှိမယ် 20မိနစ်23 24 25 26ရက်ရက်ဆက်တဲ့အဲ့ဒီရက်တရခေါင်းစည်းခေါင်းဆောင်ပြုရဲ့အမတန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့အဲ့ဒီနေ့မဟာရကျန်းတဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့မှာအရှိတော်ရောက်ကုန်တည်သွားစဉ်အနေရှိတတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွားလာနေထိုင်ကျဆက်ရမယ်29ရက်နေ့မှာနဂဘော်ရက်ဖြစ်ဖြစ်အရှိရောက်ကုန်တည်သွားစဉ်အနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းအသွားလာနေထိုင်ကျဆက်ရမှာဖြစ်ပါတယ်30ရက်နေ့ဒနာသိတိနက္ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာ ငွေကြေးကိစ္စအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေမှသမျှအောင်မြင်ကြိုးပမ်းခြင်းကိုရရှိနိုင်တယ်။ကြာသာပတိနေဗုဒ္ဓနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတဲ့တနည်းနည်းတင်းလာမွေးသူများကြောင့်စေရင်အောင်ရှိတဲ့ဖြစ်တတ်တယ်။အစိမ်းအောင်ဖြူအောင်မိခွေရောင်တို့ကိုသုံးမှနှစ်ခုကိုယ်ကနန်းတွေကြိုးပေးပါတယ်။ဒီပြေညွတ်တညွတ်ကိုအမွေးနန်းသာပဲပြန်ပြီးအမြင့်တန်နေရာမှာတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ကြာသာပတိနေမွေးသူအားလုံးမင်္ဂလာပါ။2025 အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောအတွင်းမှာနာမည်အောင်မြင်မှုတွေကို ဖန်တီးနိုင်တယ်လောက်သမျှထင်ရှားကျော်ကြားမယ်ရသမျှငွေပြန်သုံးရတဲ့တဲ့စုဆောင်ထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့အလုပ်တွေတိုးချဲ့အောင်မြင်မယ်ရှင်ပြန်မှုမှာသမျှအောင်မြင်မယ်ဘဝတိုးတက်မယ်22ရက်နေ့မှာအလုပ်ဘုံကိစ္စတွေကြုံမယ်ကိုယ်ကိစ္စသမဂသူတစ်ပါးကိစ္စတွေကိုလှုပ်ရနေမယ်23ရက်နေ့မှာပြဿနာဟောင်းတွေပြန်လဲဖြေရှင်းရနေမယ်အဲ့ဒီနေ့မှာမတော်တဆနဲ့ကြိုးစားရမယ် အရှိတောင်ရောက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။ညနေသုံးနိုင်နဲ့လေးနိုင်ခွဲအတွင်းမှာအသွားလာနေတယ် thank you sir ။၂၄ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်။လုပ်ငန်းတွေတည်စတင်ရနေမယ်။၂၅ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်။အခက်အခဲအလုံးကိုကြော်လာနိုင်မယ်။၂၆ရက်နေ့မှာဝေးကြေးပြန်ကောင်းခြင်းလက်ခွင့်ခြင်းကိုကြော်မယ်။၂၈ရက်နေ့မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတွတ်တက်ခြင်းနှစ်သာရကိုရမယ်။28ရက်နေ့မှာသူတပားကြောင့်ကိုယ်ရွယ်ချက်နောက်နေမယ်26ရက်နေ့ကအရာရာဆင်ပြေမယ်သို့တော့ အရှိရကုန်တည်သွားစေနေရှိတဲ့တယ်မနဲ့ခွန်နိုင်ခွင်းနဲ့ကိုနိုင်ပင်ကိုသတိထားရမယ်၃၀ရင်းနေမှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီနေ့ဒနာသိတိလက်ခဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံနံပါတ်၉ခန်းနဲ့ဆုံးတဲ့ပိုက်ဆံတရက်ကိုလူနဲ့စောက်ထားပေးပါ၃၁ရင်းနေမှာထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့ဝိလနေထားနေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကျုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့ဝေစုတွေကြောက်ကြုတ်ပေးတယ် တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်၈၆၉ခန်းနေ့ကျိုးပေးတယ်အ내ရောင်အပြာရင်ရောင်နေ့ပြောင်းနေကိုအကျိုးပေးတဲ့ရောင်တွေဖြစ်သောဆွဲနိုင်တယ်အောက်တိုဘာ22 23 24 25 26နေ့တွေမှာနှစ်ဆက်ရရက်ကိုရွေးပြီးတော့ခေါင်းစေးကောင်းရှော့ပြပါဖုန်းကန်ချက်စီရေတိုးပါပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေကောင်းချင်းပြန်များရစေရစပယ်ပန်းဖျားလူပေးပါကျေးဇူးတင်ပါ